အလုံးနဲ့မတွေ့ရတာနည်းနည်းကြားနေပြီလို့ထင်တယ်အခုတလောဘာလို့ဗီဒီယိုတွေတိတ်မတင်ဖြစ်တာလဲဆိုတဲ့အကြောင်းရင်းကိုရင်ဆပြပြမယ်ပထမအကြောင်းရင်းတစ်ခုကဘာလဲဆိုတဲ့အခါကျတော့ကိုက၈လပိုင်းလောက်ကုံလောက်ကစပြီးတော့အလုပ်ပြောင်းဖို့အတွက်ပြင်ဆင်နေရတယ်ဘလိုပဲဖြစ်ဖြစ်ရေအလုပ်ပြောင်းဖို့အတွက်ပြင်ဆင်နေဆိုမှတော့ CV form တွေကိုအစားအနေစပြီးတော့ပြန်ရေးရတယ်လုပ်ငန်းဝင်စဝင်ကြတဲ့ကနေပြီးတော့အခုအချိန်ထိပေါ့နော်ကိုလုပ်ခဲ့တဲ့ project တွေပြန်စဉ်းစားပြီးတော့ပြန်ရေးရတာမျိုးရှိရဲ့အဲ့လိုမျိုးပြင်ဆင်ရတာလည်းအနည်းနဲ့အများတော့လှုပ်ရှုပ်တယ်ပြီးတော့နောက်တစ်ခုကကျတော့လုပ်ပြောင်းမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျတော့ အင်တာဗျူးတွေလည်းအများကြီးဖြေရတယ်ပေါ့နော်လုံးမရလည်းကိစ္စမရှိဘူးအလုပ်မပြောင်းရလည်းကိစ္စမရှိဘူးဆိုတဲ့စိတ်ကကိုယ်မှာရှိမိမယ်လို့ပေါ့နော်ဖြေတဲ့အင်တာဗျူးတွေကိုတော့တက်နိုင်ဆုံးအောင်ရင်နေဖြေတိုင်းကြတော့ရရှုံလို့တော့အဲဆိုတဲ့အခါကျတော့အင်တာဗျူးဖြေတဲ့အချိန်မှာစောင်းရမ်းရှောင်းရမ်းနေပါတယ်အဲ့လိုမျိုးလေ့လာရတာတွေလို့ခိုးဘက်ကရရတယ်လို့မရဘူးလို့ဖြေတယ်သိရတဲ့အချိန်မှာဆိုလို့ရှင်လဲကိုရတဲ့နှစ်ခုသုံးခုကလည်းကောင်းနေတယ်အဲ့ထက်မှငါးပါးကိုရွေးမှလဲအဲ့လိုမျိုးတွေစိတ်ရှုပ်ထွေးစရာအခြေအနေတွေကအရန်စိတ်ညစ်စရာကောင်းတယ်ငါဘယ်လိုလုပ်ရင်ကောင်းပါလဲငါဘယ်ဟောက်ရွေးချယ်ရင်ကောင်းမ မှာလဲဆိုတဲ့ဟာမှာစိတ်ရောက်ပြီးတော့ vlog ကိုဗာဗီဒီယိုတွေတင်ကောင်းမှာလဲဆိုတာလုံးဝစဉ်းစားလို့မရတော့တဲ့အခြေအနေပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့တာပိုင်းတွေမှာမအားခဲ့ဘူးကွအဲ့မှာရင်6လပိုင်းလားအစလောက်ကြတော့ကိုကဘယ်မှာအလုပ်ဝင်မယ်ဆိုတာကိုဆုံးဖြတ်လိုက်ရော ဆုံးဖြတ်လိုက်တဲ့ခါကျတော့စိတ်ထဲမှာတော့ထင်တာပေါ့နော်ဟောငါအလုပ်အသစ်ဝင်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီပေါ့အဲ့ဒါဆိုတော့6လပိုင်းကစပြီးတော့ငါအေးစစ်စစ်နဲ့အားသွားပြီလို့စိတ်ထဲမှာ တင်တာ诶စိတ်ထမကြိတ်ပြောနေတာပါတော့ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဖဲနဲ့ရုတ်တရက်ကြီးကွယ်အခုလက်ရှိလုပ်နေတဲ့ project ပေါ့နော်အဲ့ project ကမထင်မှတ်ဖဲနဲ့အရန် schedule ထဲ ပို့ပြီးတော့နောက်ကြတော့မဲ့ပုံစံမျိုးတွေဖြစ်လာကွယ်ခုလပိုင်းလားအစလောက်ကနေစပြီးတော့ဒီတိုင်းနေရာည9:00နာရီ10:00နာရီလောက်ထိအချိန်မှဆင်းရတယ်ပြီးလို့ရှိရင်စနေတနင်္ဂနွေတွေပါလုံးဝမနားရပဲနဲ့ဇက်တိုက်အလုံးလုံးရတာကွယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုပိုင်းအချိန်ဆိုတာမရှိတော့ဘူးဖြစ်သွားကွယ်အခြေအနေကြောင့်မလို့ဗီဒီယိုတွေလုံးဝမတင်ပြတာပေါ့နော်ဗီဒီယိုတွေမတင်ပြတဲ့အပြင်ကြောက်ရတဲ့စာတွေတော့မတင်ပြတော့ဘူးကွယ်အဲ့လိုမျိုးအခြေအနေကကိုလပိုင်းကအရန်ကိုအလုံးရှုပ်သွားကွယ်အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အခုဒီဗီဒီယိုမှာလည်းဘာအကြောင်းအရာကိုပြောပြမယ်ဆိုပြီးတော့တီးတန့်စဉ်းစားထားတာတော့မရှိ ဘူးပေါ့ရေအလိုဘလို့မတင်ဖြစ်တာလဲဆိုတော့အကြောင်းအရာကိုပြောပြမယ်လို့ပဲစဉ်းစားတာပေါ့ဒါပေမဲ့ပြောရင်ပြောရင်နဲ့မူဝင်လာတဲ့ခါကျတော့တခုပြောပြမယ်ရေးတော့ဗာလဲဆိုတဲ့ခါကျတော့အင်တာဗျူးဖြေတဲ့ချိန်တုန်းကစိတ်ထမှာအလိုဟွန်းဆိုပြီးတော့အမြင်ကက်သွားတဲ့ကိစ္စတခုအကြောင်းကိုပြောပြမယ်ဒါအလုပ်တွေရဲ့ CB form တွေကဘလို့ရေးရလဲတော့မသိဘူးကြီးကိုရီး ID အလုပ်မှာဆိုလို့ရှင်ကြတော့ဗောနောသူတို့ဂျပန်ပုံစံဆိုလို့ရှင်ကိုယ့်ရဲ့ပညာရေးချင်းတွေဗာတဲ့ညာတွေအဲ့လိုမျိုးတွေရေးထားတဲ့ CB form တခုရေးရတယ်ပြီးလို့ရှင်လှုပ်ဆောက်ဝင်တဲ့ချိန်ကနေပြီးတော့အခုချိန်ထိလှုပ်ခဲ့တဲ့အလုပ်နဲ့ပတ်သက်တဲ့အကြောင်း ရာတွေကိုအသေးစိတ်နီးပါးလောက်ရေးထားတဲ့ CV form နောက်ထပ်တစ်ခုရေးရတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ကိုတွေကိုလှုပ်ခေါ်တဲ့ company တွေ interview မဲ့လူတွေကအဲ့ CV form နှစ်ခုကိုအသေးစိတ်အလွတ်ရနေအောင်ကြည့်ထားတဲ့လူကနည်းနည်းရှားတယ်ပေါ့နော်ကြည့်တော့ကြည့်တယ်ဒါပေမဲ့နေလာရက်တွေအထီးကိုလုံးဝအဲ့လို place စစ်တာကြီးအဲ့လိုမျိုးစစ်တဲ့လူဆိုတာနည်းနည်းရှားတယ်ပေါ့နော်ဒါပေမဲ့ကို interview ဖြေခဲ့တဲ့ company တွေတဲ့ကတခုကကြတော့အဲ့လိုပဲ place စစ်တဲ့လူကိုခုနှစ်လာရက်တွေကိုတေချအသေးစိတ်စစ်တာကြီးဟိုကကြတော့အဲ့လိုမျိုးအသေးစိတ်လုံးရတဲ့နေရ ာတွေမှာအားနေတယ်လို့ပြောမှလားပြီးသွေးပြီးသွေးဆိုတော့အသေးစိတ်မလုပ်ဘူးပေါ့နော်အဲ့ဟာတွေစိတ်ညစ်ညူးစရာကောင်းတယ်လို့ခံစားရတယ်ပေါ့နော်ခံစားရတဲ့အပြင်ကိုမှဘာလို့အရင်မပါတာကိုအရာပေးနေရလဲဆိုတော့စိတ်လဲဝင်တယ်ပေါ့နော်အဲ့မှာတွေအင်တာဗျူးလုပ်ရတဲ့ကုမ္ပဏီတစ်ခုကကြတော့သူကအင်တာဗျူးစလုပ်ပြီးဆိုကြတဲ့ကွာသူ့နာမည်နဲ့ကို့နာမည်နဲ့အပြန်လဲမိတ်ဆက်ပြီးတော့တခြားအကြောင်းအရာတွေကိုစမမေးဘဲနဲ့ခုနပြောခဲ့တဲ့အလုပ်အကြောင်းရေးထားတဲ့စာရွက်ကြီးကိုကြည့်ပြီးတော့ အဲ့ဒီရက်စွဲတွေကိုလုံးဝပလိတ်လို့စစ်တော်တာဘောပင်တစ်ချောင်းနဲ့ project က17လပိုင်းကနေပြီးတော့2019 17လပိုင်းထိလုပ်တယ်နောက်ထပ် project တစ်ခုက2019 17လပိုင်းကနေပြီးတော့2020ဘလောက်ဘလောက်ပေါ့နော်အဲ့ဒါဆိုတော့ဒီကြားတွေကဟာနေတဲ့ဟာလေးတွေကဘာလုပ်နေတာလဲဒီကြားတွေကရက်စွဲနှစ်ခုကထက်နေတာဘာဖြစ်လို့လဲအဲ့လိုမျိုးအသေးစိတ်တွေလာပြီးတော့မေးတာကြီးနေခဲ့တဲ့ interview တွေတိုင်းကလည်းအဲ့ဒီဟာတွေလည်းဘယ်သူမှမကြည့်ဘူးကွယ်ကိုဘာတွေလုပ်တယ်လဲဘာတွေလုပ်နိုင်လဲကိုယ့်ရဲ့စိတ်နေသဘောထားကိုယ်ရည်ကိုယ်သွေးတွေကိုစစ်ဆေးတဲ့ဟာတွေပဲများတာ ကြီး။ तू อ่ะရုပ်တရည်ကြီးအဲ့လိုမျိုးလုံးတဲ့ခါကျတော့စိတ်ကြီးကအကြည်လင်တော့အဲ့ဒီအထီကနည်းနည်းလက်ခံနိုင်သေးရယ်ကွ။အရန်အမြင်ကက်သွားပါလဲဆိုတဲ့ခါကျတော့ဂျပန်ကိုမလာခင်အချိန်ကာလမြန်မာနိုင်ငံမှာရှိနေစဉ်အချိန်ကာလအလုံးနဲ့ပတ်သက်တဲ့ဟာတွေကိုမေးတာပဲကွ။ ဘလူးပြောရင်ကောင်းပါလေတကယ်တော့ရည်ရတယ်ကိုကចောင်းပြီးပြီးချင်းအလုံးမလုံးဘူးပေါ့နော်အလုံးဆောက်ဝင်တဲ့အချိန်နဲ့ပတ်သက်လို့ဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံနဲ့မတူတာတခုရှိရပေါ့နော်အဲ့ဒါဗာလဲဆိုတဲ့ခါကျတော့ဂျပန်နေရကျတော့ចောင်းပြီးတာနဲ့အလုံးတန်းဝင်တယ်ပေါ့နော်ထားပါတော့ចောင်းသုံးနှစ်တက်ရလို့ရှိရင်တရားနှစ်လောက်ခရေကအလုံးဆောက်ရှာတဲ့လူတွေလို့တတရားနှစ်အစာပိုင်းလောက်ခရေကအလုံးဆောက်ရှာနေတဲ့လူတွေတို့ဘာလို့အများကြီးရှိရပေါ့နော်ဂျပန်လူမျိုးတော်တော်များများចောင်းမပြီးခင်ကလေးကအလုံးရနေကြပြီပေါ့နော်ចောင်းပြီးပြီဆိုတာနဲ့လုပ်ငန်းဝင်ကိုတန်းဝင်ရုံပဲကွသူတို့ရဲ့ထုံးစံအဲ့လိုမျိုးဖြစ်နေတာကွចောင်းပြီးပြီချင်းအလုံးမ ဝင်မဲနဲ့ဂျားထဲမှာတနည်းနည်းနည်းလောက်ဟာနေတယ်ဆိုလို့ရှိရင်ဘာလို့လဲဆိုတဲ့မိကွန်းတွေအရန်လာပြီးတော့ကိုရီးရဲ့ကိုရီးကိုသွင်းနဲ့ပတ်သက်ပြီးတော့တန်တရားတွေအရန်များတယ်ပေါ့နော်သူတို့ကအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကိုရီးမြန်မာနိုင်ငံရဲ့မကောင်းတဲ့အချက်ပေါ့နော်။ចောင်းပြီးလာတဲ့ចောင်းသူចောင်းသားတွေလုပ်ငန်းဝင်တန်းဝင်နိုင်မှုအတွက်လုံလောက်တဲ့အလုပ်ကင်ခွင်လန်းနေရှိမနေတာကိုရီးမြန်မာနိုင်ငံရဲ့မကောင်းတဲ့အချက်အားနည်းချက်ပေါ့နော်။အခုလက်ရှိလည်းမြန်မာနိုင်ငံမှာနေရတဲ့လူတွေတော်တော်များများဆိုရင်ကြုံရမှာပဲလေ 江边的青梯路嘛，楼下坡住，看看那路，楼下坡住，看看那路嘞，伢有新嘛？喂，然后怎么啦？哎呀，不都嘛，年路没下来七八块。哟，哪说这话叫说，新嘞，楼干坤烂的，那边啊，建庙那路看咋样？我喏，但是说过去这个江边边些老文人墨说啦，他说那个看看一下路，表露下嘞，然后怎么啦？哦，伢也老我喏，俺的那江边边那路，俺的那蛮不得的,流的流没，老的路没修路线喏，文路也刚下那呢喂。哎妈妈，过了路庙会来新那呢？ ယ်ကွယ်ဘလို့လဲဆိုတဲ့အခါကျတော့ငါတက္ကသိုလ်မှာဒီဘာသာရဲ့တစ်ခုကို အပင်မခံပြီးတော့9နှစ်လောက်တင်ယူခဲ့ရတယ်ဘလောက်ပဲမပင်မမှန်းမှုပဲပြောပြောနည်းနည်းတော့စိတ်ဖိစီးမှုတွေရှိရပဲလေចောင်းသားဘောအားဆိုတာငါအဲ့လိုမျိုးပင်ပင်မမှန်းနဲ့တင်ယူခဲ့ရတဲ့9နှစ်စာပညာတွေကိုငါအလဟတ်အဖြစ်မခံနိုင်ဘူးပေါ့နော်ငါဒီပညာနဲ့ပဲအတ္တမူဝန်ကြောင့်ပြုမယ်ဆိုပြီးတော့စိတ်ထဲမှာဆုံးဖြတ်ထားတဲ့လူတွေကိုလိုလူတွေရှိနိုင်တယ်ပေါ့နော်ကို့မှာအဲ့လိုမျိုးစိတ်ရှိတဲ့အပြင်းကိုပေါ့နော်ဒီရရအလုတ်ကိုဝင်မယ်ဆိုတော့စိတ်လုံးဝမရှိဘူး။ဘာလို့လဲဆိုတော့ရရအလုတ်ကိုဝင်လိုက်တယ်ဆိုလို့ရှိရင်အဲ့ နေရာမှာပဲဘယ်လိုပြောရင်ကောင်းမလဲတင်သားရသွားပြီးတော့ကိုလှုပ်ချင်တဲ့အရာကိုလှုပ်ဖို့အတွက်မယုံထွက်နိုင်တော့လောက်တဲ့အခြေအနေဖြစ်လာနိုင်တယ်ဆိုတာကိုတွေးမိတာပါเนาะအဲ့ဒါကြောင့်မလို့ ရရအလုပ်ကိုဝင်လုပ်မယ်ဆိုတဲ့စိတ်လုံးဝမရှိဘူးပေါ့နော်။ဟိုကကြောင်းပီပီချင်းအထီကိုနှစ်နှစ်လောက်အထီအလုံးမလုပ်ဘူးပဲ။အလုံးမလုပ်ဖက်နေအဲ့လိုသင်တန်းလေးတက်လိုက်ဟိုရောင်ဒီရောင်နဲ့အဲ့လိုမျိုးလေးလှုပ်တာပေါ့နော်။အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုအလုပ်စလုပ်တယ်ဆိုတဲ့အချိန်ကာလနဲ့ကိုကြောင်းပီးတယ်ဆိုတဲ့အချိန်ကာလကြားထဲမှာအဲ့လိုနှစ်ပိုင်းကွာတယ်ပေါ့နော်။ကွာတဲ့အချိန်မှာအဲ့အင်တာဗျူးတဲ့ဘွားတော်ပေါ့နော်။အဲ့အင်တာဗျူးတဲ့မာကြီးကဘာပြောလဲဆိုတဲ့အခါကျတော့ဒီကြားထဲကနှစ်နှစ်ကျော်လောက်ကဘာလို့ကွာနေရလဲပေါ့နော်။ကိုကလည်းပေါ့နော်ဒီလိုဂျပန်မှာဒါမျိုးတဲ့မျိုးအခြေအနေရှိရဆိုပေမဲ့လို့ငါတို့မြန်မာနိုင်ငံမှာ ဒါမျိုးတမျိုးအခြေအနေရှိရပေါ့ဒီမျိုးကွာခြားချက်တွေရှိတဲ့အချိန်ကျတော့ငါတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါကပုံမှန်ပဲဘာညာပေါ့နော်သူလျှောက်ပြောလိုက်တာ誒သူကအဲ့ဒါကိုအွန်းအွန်းအွန်းတော့ပြောတယ်ဒါမဲ့သူ့စိတ်ထဲမှာဂျပန်ပေတန်နဲ့တိုင်းတဲ့ခါကျတော့အဲ့ဒါကို तू လုံးဝလက်မခံခြင်းဝင်နေမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်လိုပြောရင်ကောင်းပါလဲအမြင်ကျေတယ်ဆိုတာ အဲ့လိုမျိုးနေရမှာကွာတော့ပဲသူရောဘလိန်းတာတော့ဘာလို့အဲ့လိုမျိုးပြောရလဲဆိုလို့ရှင်ကြတော့ကို့ကိုအင်တာဗျူးတဲ့ကုမ္ပဏီတွေထဲမှာပဲတူညီတဲ့မိကွန်းကိုမေးတဲ့ကုမ္ပဏီနောက်ထပ်တစ်ခုနှစ်ခုလောက်ရှိရယ်ကွယ်ပိုရီကိုပြန်ပြီးတော့တုံ့ပြန်နေတုံ့ပြန်မှုပေါ့နော်ခုနကဘွားတော်ကြီးဆိုလို့ရှင်ဗန်ပေနဲ့တိုင်းပြီးတော့လက်မခံဂျင်မူးဆိုတဲ့ပုံစံမျိုးနဲ့ပြန်တုံ့ပြန်နေပေါ့နော်ခြားကုမ္ပဏီတွေဘက်ကအင်တာဗျူးတဲ့လူတွေကကြတော့သူတို့စိတ်ထဲမှာတော့ဘလို့ရှိမလဲမသိဘူးကွယ်ဒါပေမဲ့သူတို့ရဲ့ပြန်ပြီးတော့တုံ့ပြန်နေတုံ့ပြန်မှုကကြတော့ကို့နိုင်ငံနဲ့မတူတဲ့တခြားနိုင်ငံတစ်ခုရဲ့ဒီလိုမျိုးအခြေအနေကိုတီးခွင်ရ လိုက်ပါလားပညာရလိုက်ပါလားဆိုတဲ့အဲ့လိုမျိုးတုံ့ပြန်မှုမျိုးနဲ့ပြန်ပြီးတော့တုံ့ပြန်တာပေါ့နော်အဲ့ဒါဆိုတော့ဘလို့ပဲပြပြတုံ့ပြန်ခံရတဲ့လူရဲ့စိတ်ထဲမှာလေဩငါဒီကုမ္ပဏီကိုအလုပ်ဝင်လို့ရှိရင်တော့ငါအေးချမ်းချမ်းစိတ်ချမ်းချမ်းတတနဲ့အလုပ်လုပ်လို့ရမယ်ဆိုတဲ့စိတ်မျိုးခံစားရတဲ့အခြေအနေမျိုးရှိရွယ်ကွယ်ခေတန်းတော့အင်တာဗျူးတယ်ဆိုတာအင်တာဗျူးတဲ့လူကပဲကိုယ့်ကိုကြည့်ပြီးတော့ကြိုက်မကြိုက်ဆုံးဖြတ်ရတာမျိုးမဟုတ်ဘူးကွယ် ကိုကလည်း interview တဲ့လူကိုကြည့်ပြီးတော့မှဒီ company ကငါ့အတွက်အဆင်ပြေလားဆိုပြီးတော့ကိုယ့်ဘက်ကလည်းရွေးချယ်ရတဲ့ဟာမျိုးပေါ့နော်အဲဆိုတော့ interview လုပ်တဲ့အချိန်တိုင်းမှာသူတို့ကိုယ်ရွေးပါစေဆိုတဲ့ပုံစံမျိုးနဲ့ကိုကပဲရွေးချယ်ခံဆိုတဲ့ပုံစံမျိုးနဲ့ချင်းကက်တာမျိုးမဟုတ်ဘဲနဲ့ ငါလည်းနင်တို့ဒါမျိုးတွေကိုကြည့်ပြီးတော့ရွေးချယ်နေတယ်ဆိုတော့ဟာမျိုးကိုပါသူတို့ကိုမြင်တောင်ပြရတာပိုကောင်းတယ်ပေါ့နော်။ဒါမျိုးဆိုတော့အဲ့လိုနှစ်ဦးနှစ်ဖက်အပြန်အလှန်လေ့လာကြတာကွယ်။ကိုကတော့အဲ့လိုမျိုးတွေးတယ်ကြီး။အဲ့ဒါကြောင့်မလို့ interview တွေကိုနည်းနည်းအဲ့လိုစိတ်မလွှရှားရလဲဖြစ်ဖြစ်ပါပေါ့နော်။ interview ရဲ့အဲ့အမကြီးကကိုအဲ့လိုမျိုးပြန်တုံပြန်တဲ့အချိန်မှာ company နဲ့ငါနဲ့လုံးဝကိုမဖြစ်နိုင်ဘူးဆိုတော့အဲ့အချိန်မှာလုံးဝတိလိုက်ပြီကွယ်။ငါ့ကိုသူတို့ကရွေးရင်တောင်မှငါကသူတို့ကိုမရွေးဘူးဆိုပြီးတော့လဲဆုံးဖြတ်လိုက်ပြီးသားပေါ့နော်ခုနကတော့ကိုကြုံခဲ့ရတဲ့ Andy လို့မျိုးရစ်ပြီးတော့ဒီကြားထဲမှာဘာလုပ်နေရလဲဆို ဆိုတဲ့ဟာမျိုးတွေပေါ့နော်သူတို့အဲ့လိုမျိုးပြန်မေးလိုက်လို့ရှင်ဘာပြန်ဖြေရမှန်းမသိတော့ပဲနဲ့ရက်တန်သွားမျိုးရှိရတော့မလားအဲ့လိုမျိုးမဖြစ်အောင်ဒီလိုမျိုးလိုမျိုးအခြေအနေရှိရခါကြတော့ဒီလိုမျိုးဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတာကိုပြောပြနိုင်လို့ရှင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ထင်တယ်ပေါ့နော်ကျမတို့ AND နဲ့ viewer ကြားတယ်ပေါ့နော်အဓိကကွဲ interview ဖြေတဲ့အချိန်မှာဆိုလို့ရှင်ရိုးရိုးသားသားဖြေဖို့ကအရေးကြီးဆုံးပဲပေါ့နော်အလောက်ခဲတဲ့လူတွေကရိုးသားစူးစားတဲ့လူကိုပဲခန့်ကျင်တာကွဲအဲ့လိုမလိန်တပတ်နဲ့လိန်ညာလက်ပတ်နေတဲ့လူတွေကိုမခန့်ကျင်ဘူးပေါ့နော်အဲ့ဒါဆိုတော့ interview ဖြေတဲ့အချိန်မှာဆိုရင် ကိုတက်ရင်တက်တယ်မတက်ရင်မတက်ဘူးဆိုတော့ရိုးရိုးသားသားဖြေတာအကောင်းဆုံးပဲလို့တော့ထင်တယ်ပေါ့နော်ကိုကခုနကတော့ပြောခဲ့သလိုပဲအင်တာဗျူးဖြေဖို့အတွက်ကုမ္ပဏီလေးခု၅ခုလောက်ဖြေရရယ်ပေါ့နော်အဲ့ထက်မှာကြားတာရရှိသလိုမျိုးအောင်တာရလည်းရှိရယ်ကွအဲ့ဒီရဲ့အတွေ့အကြုံတွေအများကြီးရတာရရှိရယ်ပေါ့နော်အဲ့ဒါတွေကိုနောက်ကြုံတဲ့အချိန်ကြာလို့ရှိရင်ဆက်ပြောပြမယ်လို့စဉ်းစားထားရယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်မှပြန်တွေ့ပါမယ်တတား